မင်္ဂလာပါရှင်ဘာမခက်တဲ့သတင်းဌာနမှပြန်လည်ကြိုဆိုလိုက်ပါရရှင်ယခုချိန်မှစပြီးနောက်ဆုံးရသတင်းများကိုအစီအကံတင်ဆက်ပေးပါရမရှင်ပရမအောင်ဆုံးသတင်းနေနဲ့အကျဉ်းသူအကျဉ်းသား4900ခန့်စစ်ကောင်စီလွတ်ပေးဆိုတဲ့သတင်းပဲဖြစ်ပါရရှင်ဒီကနေ့မြန်မာနစ်ဆန်တရနေ့ဧပြီလ18ရက်မှာစစ်ကောင်စီကနိုင်ငံတော်အကျဉ်းထောင်တွေနဲ့အချုပ်ထောင်တွေကအကျဉ်းသူအကျဉ်းသား4893ကိုပြစ်ဒဏ်လွန်ကျင်းခွင့်ပေးလိုက်တယ်လို့ကြေညာပါရတယ် နောက်တစ်ကြိမ်ပြည်မှုကျွလရင်ကြာခံမှုကြန့်ရှိနေတဲ့ထောင်နှံကိုပါထပ်ပေါင်းကြာခံရမယ်ဆိုတဲ့သတ်မှတ်ချက်နဲ့လွှတ်ပေးတာလည်းဖြစ်ပါတယ်။စစ်ကောင်စီရဲ့ကြေညာချက်မှာဘဲအချင်းထောင်တွေကဘဏ္ဍာဦးလွှတ်ပေးမယ်ဆိုတာတော့မပါရှိပါဘူး။စစ်ကောင်စီရဲ့လွှတ်ငိမ်းမှာနိုင်ငံခြားသောအချင်းတို့အချင်းသား73ကိုလည်းပြန်လွှတ်ပေးပြီးပြည်နယ်ထံပေးလိုက်တယ်လို့သိရပါတယ်။ ဒါအပြင်ဧပြီလ18ရက်မတိုင်ခင်ကထောင်ချခံရတဲ့သူတွေကိုကြားခံရမယ့်ပြစ်ဒဏ်ရဲ့6ပုံတပုံကိုရှော့ပေါ့ပေးလိုက်တယ်လို့စစ်ကောင်စီရဲ့ကြေညာချက်မှာပါရှိပါရယ်။ဒါပေမဲ့အဲ့ဒီလိုထောင်နဲ့ရှော့ပေါ့ပေးတဲ့အမှုတွေမှာမတရားသင့်အဥပဒေလက်နက်မှုအကြမ်းဖက်တိုက်ဖျက်ရေးအဥပဒေအဂရီအမှုတဘာဝပေးမှုဖောက်ခွဲမှုမူရစေဝါမှုလူသတ်မှုမရိမှုတို့မပါဝင်ပါဘူး။ຫນွေဦးတော်လန်ရေးမှာအာဏာသိမ်းမှုကိုဆန့်ကျင်သူတွေကိုအကြမ်းဖက်မှုလက်နက်မှုဖောက်ခွဲမှုမတရားအသိအမှုတို့နဲ့စစ်ကောင်စီကတရားစွဲဆိုထောင် ုံချထားတာတွေရှိပါတယ် ထားပြီးနိုင်ငံတော်အတိုင်းအမြင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်သမရဦးဝင်းမြင့်တို့အပါအဝင် NLD အစိုးရဖွဲ့ဝင်တွေကိုလည်းအာဂရီအမှုတဘာဝပေးမှုတွေနဲ့ဆွဆွဲပြီးအကျဉ်းချထားပါတယ်။အနာသိန်းစေကောင်းစီရအခကြီးရက်ကြီးတွေမှာအကျဉ်းသူကျင်းသားတွေကိုလွန်ငိမ့်ပေးလေရှိပါတယ်။ဒါပေမဲ့စေကောင်းစီရဲ့လွန်ငိမ့်မှာဆင်အာနာသိမ့်မှုနဲ့ဆက်နွယ်ပြီးဖန်ခံရသူတွေပါဝင်မှုအရေးအတွက်နေပါတယ်လို့နိုင်ငံရေးအကျဉ်းသားများအရေးဆောင်ရနေတဲ့ဖွဲ့စည်းတွေကထောက်ပြထားပါတယ်။ရှာဆွေးမှုတွေနဲ့ဖန်ဆီးထောင်ချခံရရသူအများစုကိုသာလွန်ငိမ့်ပေးတာလို့နိုင် င်ချင်းမိသားစုဝင်အချို့ကလည်းစက်ကောင်စီပေးတဲ့လွန်ငင်းအတွေ့အကြုံကိုပြောပြထားပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရက်စစ်တပ်အာဏာသိမ်းချိန်ကစာပေလေးနှစ်ကျော်ကာလအတွင်းအာဏာသိမ်းဖြစ်စဉ်နဲ့ဆက်ဆက်ပြီးဖမ်းခံရသူစုစုပေါင်း2930ဦးရှိတယ်လို့နိုင်ငံရေးအကျဉ်းသားများကွန်ရက်ဆောင်ရှာရေးတင် AAPB ကဖော်ပြထားပါတယ်။ အရိယတဲက2,198ဦးဟာထိန်းသိမ်းခံနေရဆဲဖြစ်ပြီးထိန်းသိမ်းခံနေရသူတွေက1,969ဦးကို ထောင်နဲ့ချမှတ်ထားပြီးဖြစ်တယ်လို့ ABB ရဲ့စာရင်းအရသိရပါရရှင်။ ဆက်လက်ပြီးဒီမိုကရေစီစနစ်တကယ်လို့ကျရင်သူနဲ့ပူးပေါင်းဆောင်ရွက်ဖို့စစ်ကောင်ဆောင်ကမြန်မာနှစ်သက်ကိုမိန်ကောမှပြောဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ဒီကနေ့ကြာရောက်တဲ့မြန်မာနှစ်စံတရနေ့မှာအနာသိန်းစစ်ကောင်ဆောင်ဘူချုံမှုကြီးမင်းအောင်လိုင်းကနှစ်သက်ကိုမိန်ကောမှဒီမိုကရေစီစနစ်တကယ်လို့ကျရင်သူနဲ့ပူးပေါင်းဆောင်ရွက်ဖို့ထည့်သွင်းပြောဆိုသွားပါတယ်။စစ်ကောင်ဆောင်ကပါတီစုံဒီမိုကရေစီစနစ်ကိုအမှန်တကယ်လိုလားတယ်ဆိုရင်အဓိကဖြစ်တဲ့ရွေးကောက်ပွဲအောင်မြင်မြင်ပြီးမြောင်းနိုင်ဖို့အတွက်မိဘပြည်သူများအနေနဲ့ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြဖို့မြတ်တရရက် ံပါတယ်လို့ပြောကြားခဲ့တာပါစကောင်းဆောင်ဟာမင်းကွန်တွင်ဘင်းစတက်စည်းဝေးတယောက်စဉ်တခြားနိုင်ငံတွေကိုအကူအညီတောင်းခံခဲ့တဲ့အကူအညီများရရှိခဲ့ကြောင်းငလင်တန်ခံဒေသတွေမှာပြန်လည်ထူထောင်ရေးကိုအမြန်ဆုံးဆောင်ရွက်သွားမှာဖြစ်ကြောင်း MSME လုံခြုံရေးသူတွေကိုလည်းဖြစ်နိုင်သမျှကုန်ထုတ်လုပ်မှုတွေပြုလုပ်ကြစေလို့ကြောင့်လာမယ့်ပညာသင်တန်းမှာကျောင်းနေအရွယ်ကလေးအလုံးပညာသင်ခွင့်ရရှိပြုပေါင်းဆောင်ရွက်ပေးကြဖို့တိုက်တွန်းလိုကြောင်းနဲ့စစ်မှန်တဲ့ငြိမ်းချမ်းရရှိအောင်ဆောင်ရွက်နေကြောင်းစာရာတွေကိုထည့်သွင်းပြောကြားခဲ့ပါတယ်။စေကောင်းဆောင်ရဲ့နှစ်တဲ့ကိုမိန်ကောမှာကျွန်တော်တို့အစိုးရဆိုတဲ့ဇာတ်ကားကိုအချိန်ငိမ့်ထည့်သွင်းအသုံးပြုခဲ့တာကိုလည်းတွေ့ရပြီးမန္တလေးငလျင်အပြီးနှစ်ဘက်ကျော်အကြာအေးတဲ့ဆိုတဲ့ကောင်းစင်နဲ့ပြုလုပ်တဲ့တင်းချံပွဲတွင်အချိုးနည်းနဲ့အကြာနေတွေမှာသူကိုယ်တိုင်ပါဝင်ခဲ့တာကိုလည်းတွေ့ရ ရပါတယ်။တင်းချံကန်လာချင်းပဲခူးနှင့်မကွေးတို့တွင်အုတ်ချုပ်ရေးမှုများနှင့်စစ်တပ်ကစစ်မှုရန်အပတ်စဉ်စနေအတွက်လူငယ်20နီးပါးကိုပေါ်တာဆွဲဖမ်းဆီးဆိုတဲ့တွင်ပဲဖြစ်ပါရခြင်း။ပဲခူးတိုင်းချိုပင်ကောင်မြို့နယ်တာယာဝရီမြို့နယ်နဲ့မကွေးတိုင်းမင်းဘူးမြို့နယ်တို့တွင်အကြမ်းဖက်စစ်တပ်ကအုတ်ချုပ်ရေးမှုများနဲ့စစ်တပ်တို့ပူးပေါင်း၍တင်းကြံကာလာတွင်လူငယ်20နေပါးကိုပေါ်တာဆဲဖမ်းဆီးသွားကြောင်းဖမ်းဆီးခံရသောလူငယ်များ၏မိဘဆွေမျိုးများကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည် ဧပြီလ23ရက်နေ့နနက်6:30မိနစ်ခန့်ချိန်ဂျိုးပင်ကောင်မြို့နယ်တဲကုန်းရွာ၌နေထိုင်ပြီးဂျိုးပင်ကောင်မြို့ပေါ်တွင်လာရောက်အလုလုကိုင်းသည့်ကိုနေစောမင်းနှင့်ကိုစောမျိုးအောင်တို့ကိုကျေးရွာအုပ်ချုပ်ရေးမှုဤတရင်ပေးဖို့ချက်အရအကြမ်းဖက်စစ်တပ်ကစစ်မှုထမ်းခိုင်းရန်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရသည် ထို့သောဖန်စီခံရပြီးနောက်မိသားစုဝင်များကဂျိုးပင်ကောင်မြို့နယ်ထွေရုံယုံကိုတွားရောက်၍ငွေကြေးဖြင့်ပြန်လည်ရွေးထုတ်ရန်လိုက်ဆောင်သွားတော့လေထွေရုံယုံနှင့်တက်ဆွဲထားသောစစ်တပ်ကဖန်စီထားခြင်းမရှိဟုညင်းဆိုကမိသားစုဝင်များကိုဆဲဆိုနှင်ထုတ်ခဲ့ကြောင်းသိရှိရသည် မိသားစုကထရီယိုယုံကိုလိုက်တော့စစ်ခွေးတွေကအတွေ့မခံဘူးညင်းလွတ်ပြီးဆဲဆိုနှင်းထုတ်လိုက်တယ်လို့သိရတယ်။မိသားစုဝင်တွေကရဲနေတဲ့သူတွေအကူအညီတောင်းပြီးယုံကစစ်ဗိုလ်တွေစကားပြောခိုင်းတော့သူတို့တွေကစကားသံထွက်လာတယ်။တယင်ကုန်းအုပ်စုအုပ်ချုပ်ရေးမှူးကကိုနေစောမင်းနဲ့ကိုစောမျိုးအောင်တို့အလုထွက်သွားတဲ့အချိန်နဲ့သူတို့ဝစ်သွားတဲ့ပုံစံအဝတ်အစားတွေကိုလှမ်းပြောပြီးစမုတ်တမ်းကိုပန်းခိုင်းလာလို့သိရတယ်ဟုဖန်စီကံရသည်မိဘဆွေမျိုးတို့ကပြောဆိုသည် အလားတူတာယောရီမြို့နယ်အောက်လက်ပံခုံအုပ်စုအုပ်ချုပ်ရေးမှုတင်ဆိုယာယီမှုတန်ဆိုညောင်နေကုန်းရွာယာယီမှုတင်လာလက်ခွဲရနဲ့ဝါလီယုံရွာယာအိမ်မှုမျိုးစုံတို့ကဦးဆောင်ပြီးဇေယျရနေလူငယ်များကိုအစံဖက်စစ်တပ်ခေါ်ရေးဖမ်းဆီးခိုင်းနေကြောင်းသိရတယ်။အဆိုပါအုပ်ချုပ်ရေးမှုဦးဆောင်သောအဖွဲ့သည်ဧရလာတရရနေညာပိုင်းကညောင်နေကုန်းရွာမှကိုစင်အောင်နဲ့ဧရလာနေရနေညာပိုင်းကအောက်လက်ပံခုံရွာမှမောင်နွားကြီးဆိုသူတို့ကိုအစံဖက်စစ်တပ်ကခေါ်ဆောင်၍နေအိမ်နဲ့တိဝင်းရောက်ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရှိရ သည်ထို့ပြင်အုတ်ချုပ်ရီမှုတင်ဆိုသည့် အောက်လဘန်ခုံအုတ်စုတဲရှိကျေးရွာများထဲမှတရွာလင်းလူငယ်နှုတ်ဦးနှုံဖြင့်လှဆင်စမှုတန်ဖန်စီခိုင်နေခြင်းဖြစ်ပြီးထပ်မံပေါ်တာဆွဲဖန်စီရန်လည်းလှုပ်ဆောင်နေကြောင်းကျေးရွာများအတွင်းတွင်လည်းလှဆင်စမှုထန်ချီဟုဆိုကတအိမ်လင်းငွေကျပ်3000ခွဲမှ9000ချီကောက်ခံနေကြောင်းသိရသည်။ ထို့သူမင်းဘူးမြို့တောင်ပိုင်းရှိခြေရွာများကိုလည်းအကြံဘက်စစ်တပ်ကဧပြီလ23ရက်နေ့တွင်ဝင်ရောက်စီးနှင်ပြီးလူငယ်ကိုကိုပေါ်တာဆဲဖမ်းဆီးသွားကြောင်းဒေသပြည်သူများကရန်ကုန်ခေတ္တတရင်ဌာနထံသို့ပြောဆိုသည်မင်းဘူးမြို့တောင်ပိုင်းခြေရွာတွေကိုစစ်ခွေတွေကဝင်ရောက်စီးနှင်ပြီးလူငယ်ကိုကိုပေါ်တာဆဲဖမ်းဆီးသွားတာဘယ်ကိုဖမ်းသွားလဲဆိုတာလည်းမသိရသေးဘူးဟုဒေသပြည်သူတို့ကပြောဆိုသည်ရှိခိုးဆက်လက်ပြီးသူပါဆက်လုံးမလဲဆိုတဲ့တဲ့င်းဆောင်ပါကိုတင်ဆက်ပေးပါမယ်ရှင် မင်းအောင်လိုင်းရဲ့ပွဲတဲ့ငလင်းတန်တမန်ခင်ကိုအကြောင်းပြု၍ကျင်းဆောင်စနေမောင်နှံဟန်နီမွန်ထွက်တယ်လို့တာယာကြည်နူနေတော့လေဟန်နီမွန်ကာလလွန်မြောက်သွားကပြန်လည်တည်ဆောက်ရဲ့အတွက်ငွေများလိုအပ်လာနေပြီဖြစ်တယ်။အဆိုပါငွေများကိုဘယ်ကရှာကြံရပါမည်လဲ။ကောင်းချောင်းအောင်စဉ်းစားရပြီတော့မည်။ American ဘူမိပေတာလီလာတိုင်းတိုင်းရဲ့ပွဲကအပြည့်အစည်းများ၏တန်ဖိုးသည် American ဒေါ်လာ10ဘီလီယံကျော်နိုင်သည်ဟုခန့်မှန်းထားပြီးထို့ပမာဏသည်နိုင်ငံ၏အမျိုးသားထုတ်ကုန်စုစုပေါင်း၏80ရာခိုင်နှုန်းခန့်ရှိနေသည်။ မျိုးပေါင်း58မျိုးထိခိုက်ပျက်စီးသွားရပြီလူဦးရေ18တန်းခန့်ငလျင်တန်းခံခဲ့ရတဲ့အနေနဲ့ကိုသန်းကျော်သည်အရေးတကြီးအကူအညီများလိုအပ်နေသည်2024ခုနှစ်တွင်ထုတ်ပြန်သောနိုင်ငံတကာကြွေးမီစီရင်ခန်းစာအရမြန်မာနိုင်ငံ၏အကြွေးသည်စုစုပေါင်းအမေရိကန်ဒေါ်လာ12.1ဘီလီယံရှိနေသည်ဟုသိရသည် အဆိုပါကျွေးမီပမာဏ36ရာခိုင်နှုန်းကိုဂျပန်နိုင်ငံထံမှတရားဝင်ဖွင့်ပြမှုအကူအညီ OTA နဲ့တသက်တော်အတူအနှုန်းမြင့်နှစ်ရှိချိန်ဝင် concession နှလုံးများဖြင့်ခြေယူထားခြင်းဖြစ်သည်15ရာခိုင်နှုန်းသည်အပြင်ပုဂ္ဂလိကဘဏ်များမှခြေယူထားပြီး28ရာခိုင်နှုန်းသည်ကမ္ဘာဘဏ်အာရှဘဏ်ကဲ့သို့နိုင်ငံတကာဘဏ်နိုင်ငံဖွဲ့အစည်းများထံမှဖြစ်သည်6ရာခိုင်နှုန်းသည်တရုတ်ထံမှဖြစ်သည်ယခုပြန်လည်တည်ဆောက်ရေးအတွက်ခြေယူမည်ဆိုကအကျွေးများထပ်ပြီးလာဖို့သာရှိနေပေသည် ထပ်အပိခံနိုင်တဲ့ထား၎င်းတို့၏စီးပွားရေးစီမံခံွဲမှုများကိုကြည့်၍မြေသူကားမှရုံရုံကြည်ကြည်နဲ့ချိန်ငါရဲကြမည်မဟုတ်ပေ နိုင်ငံရေးမတည်ငြိမ်မှုများစီးပွားရေးအားရှေးတိုသာကြည်တဲ့သည့်တလွဲတချို့စီမံခန့်ခွဲမှုများကြောင့်ရင်းရိုင်ချိနေလာနေတဲ့ကြားမှာရခုအခါတဘာဝဘေး energy ထက်မှန်ရင်ဆိုင်လာနေရပြီဖြစ်သည်စစ်တပ်တွင်အမိန်ဘေးအမိန်ခံစနစ်ပြည့်နေထိုင်လာခဲ့ရပြီးအလဲလက်ဆင့်စီမံခန့်ခွဲရေးများလောက်သာလုံနိုင်စွမ်းရှိခဲ့သည့်စစ်ဘက်အရာရှိများသည့်တိုင်းပြည်၏စီးပွားရေးနိုင်ငံရေးမူဝါဒများကိုဦးဆောင်ရေးဆွဲချမှတ်ဖို့ဖြစ်လာရသည့်အခါတွင်တော့မြောက်အုံသည်ရသလိုအလွယ်လွယ်အချို့ကြောင့်မလုံတဲ့မကိုင်းတဲ့ဖြစ်နေရသည့်ကြားမှာ ာပြန်လည်တည်ဆောက်ရေးဆိုသည့်လွန်စွာကြီးလေးသောတာဝန်ကြီးကိုအဘယ်သူများထမ်းရွက်နိုင်ကြအောင်မြင်နေလက်ရှိတွင်စစ်ကောင်စီအဖွဲ့သည်ခေါင်းတမော်မော်လက်တမော်မော်နှင့်လိုက်လံကြည့်ရှုရင်းအချိန်ကုန်နေကြသည်တကယ်တမ်းတွင်ထိုတန်များကိုပြည်သူများသာခါစီခံကြရတော့မည်ဖြစ်သည် ပြည်သူများဖို့က၎င်းတို့ရုံရုံကြည်ကြည်နဲ့ရွေးချယ်တင်မြောက်ထားကြသူများမဟုတ်ဘဲလက်နက်အားကိုဖြင့်အာဏာကိုနိုင်တက်စေနေလူယူကအရမအုပ်ချုပ်နေသူများဖြစ်နေရေးလဲမျက်နာကိုမမြင်ချင်လောက်အောင်ယွန်းရှာမုံတီးနေကြသည်ပါလဲအစမ်းတစေတော့မဟုတ်ဘဲ လက်ရှိငလင်းကြီးအတွက်နိုင်ငံတကာမှကဲဆဲထောက်ပံ့ရေးအတွက်အရက်ဘက်အဖွဲ့အစည်းများကိုအူဆောင်လာနိုင်အောင်ဖိအားပေးနိုင်မှသာလျှင်ငလင်းပေးတဲ့ပြည်သူများအားထိရောက်သည့်အကူအညီများပေးနိုင်မည်ဖြစ်သည့်နိုင်ငံတကာမှ၎င်းတို့နိုင်ငံကိုအုပ်ချုပ်ထိုက်သူများကိုပြောင်းလဲရှုမြင်လာဖို့ဆိုသေးကလက်ရှိငလင်းကြီးနှင့်ပတ်သက်၍ကောင်းစွာကင်တွယ်နိုင်စွမ်းရှိမရှိပေါ်သာမူတည်နေသည်ထို့သောအရေးချင်းဆက်ဆံမွေးဝဲတွင်လည်းရှုံးမင်းရှုံးနေမြဲပင်ဖြစ်သည် ညံအမျောမြဲမဲမှုအကြောက်တရားနဲ့မတော်လောဘတို့လွှမ်းမိုးခံရ၍ကံကောအောင်မိုက်ခဲ့ကြသဖြင့်လေစစ်ကောင်းဆောင်လုံနေသူများသည်လေးနှစ်လုံးလုံးတရက်တလေမှစိတ်အေးချမ်းသာနေခဲ့ကြသည်ဟုရေးမရှိပဲဖြတ်တန်းခဲ့ကြရရှာသူများဖြစ်သည်ယခုလေ NY ရွက်ပြမြအချက်၅ချက်ကိုနားထောင်ရန်ဘန်ကောက်သို့သွားအောင်မည်ဖြစ်သည် ၎င်းအားလက်ရှိအာဆီယံဥက္ကဋ္ဌမှပထမဆုံးအကြိမ်လူရသွေးမီခေါ်တွေ့ဆုံခြင်းဖြစ်ရာပြည်ရင်းနှင့်ဝါရဖြန့်နိုင်ဦးမည်ဖြစ်၍သီးခံနာတောင်းပေးရမည်အတွေ့အမျိုးသာရှိပေသည်၎င်းအာနာတေမြေရဲ့အတွက် ပြည်သူများအကောင်းထောင်ထမလာနိုင်အောင်ညံ့နေညံ့တဲ့မျိုးစုံထုတ်ကနှိတ်ကွနေသည့်အရမဝါရီယာအာဆီယံမှာဖုတ်ပတ်ခါနေရပေးလာသည့်အဖြစ်ကိုအမျိုးသားညီညွတ်ရေးအစိုးရနှင့်တော်လိုင်းအဖွဲ့များမှပြင်းပြင်းထန်ထန်ကန့်ကွက်ပြောဆိုလိုက်ပြီးဖြစ်သည် အန်ဝါနဲ့တာဆင်ကမင်းအောင်လိုင်အခက်တွေ့နေပြီဖြစ်၍၎င်းတို့နားချိုင်အကောင်းဆုံးအချိန်ကိုယူဆနေကြတော့လေမင်းအောင်လိုင်အဖိုးကအခက်တွေ့နေသည်မှာမှန်တော့လေ၎င်းအာနာတီမြေကြီးအတွက်ဘာဆိုဘာနဲ့မှအလဲထက်လုံမည်သူမျိုးမဟုတ်တီကတေချာနေပြီဖြီသူတို့ဤခုခံတွန်လန့်စစ်မုတ်ချအောင်ရမည်